င်္ဂလာပါအခုကတော့ကြော်ညာတွေကို boost လုပ်တဲ့နေရာမှာအသုံးပြုဖို့အတွက်ကျွန်တော်ဒီ alias manager ကနေ audience တစ်ခု create လုပ်มาဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီ google chrome မှာနော် google chrome ဝင်လိုက်ပါဝင်ပြီးသားပြီဆိုရင်ကျွန်တော်ဒီ chat ပေါ့နော် chat ကိုတစ်ချက်နေပါနေပြီးကျွန်တော်ဒီမှာ www. alias manager ပေါ့နော် alias manager လို့ရိုက်ထည့်လိုက်ပါအဲ့ပြီးရင်ကျွန်တော်ဒီရဲ့ alias management for facebook ပေါ့နော်ဒါလေးတစ်ချက်နေပါ and being go to alias manager ဆိုတော့တစ်ချက်နေပါ အဲဒီတော့အင်ဂျွန်ဒီရဲ့မြင်းချောင်းသုံးချောင်းပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပါအဲဒီချက်နှိလိုက်လို့ကြောင့်ဒီမြင်းချောင်းသုံးချောင်းမထီဘူးဆိုရင်ကြောင့်ဒီပုံတိုင်းပေါ်လာလိမ့်မယ်နော်ဒီပုံတိုင်းပေါ်လာလေဆိုရင်ကြောင့်ဒါကို cancel ပြန်နှိပ်ပါပြီးရင်ကြောင့်ဒီမြင်းချောင်းသုံးချောင်းပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပါအဲဒီမှာလည်းမထီပြီးရင်ဒါလေးအဲဒီတိုင်းလေးပေါ့နော်ဒီတိုင်းလေးရပြီဆိုရင်ကြောင့်ဒီရဲ့ audio ကိုတစ်ချက်နှိပ်ပါအဲဒီတိုင်းပေါ်လာဆိုရင်ဒါလေးကိုပိတ်လိုက်နော်အဲဒီမှာ new post ဆိုတဲ့ name နဲ့ audio တစ်ခုရှိတယ်နော်ဒါကကြောင့်ဒီ business suit ကနေကြောင်ညာတော့ကကြောင့်ဒီ create လုပ်ခဲ့တဲ့ကျွန်တော်ဒီ audience တစ်ခုပေါ့နော်အဲဒီမှာ audience တစ်ခုကို create လုပ်မှဖြစ်တဲ့အတွက်ကျွန်တော်ဒီ create audience တစ်ချက်နှိပ်မယ်အဲနှိပ်ပြီးသွားရင်ကျွန်တော်ဒီ save audience ပေါ့နော်ဒါလေးတစ်ချက်နှိပ်ပါ okay နေ့လိုက်ဆိုရင်ကျွန်တော်ဒီတိုင်းလေးရလာပြီဒီတိုင်းလေးရလာပြီဆိုရင်အဲကျွန်တော်ဒီရဲ့ name ပေါ့နော်အရင်ဆုံးကျွန်တော် name ပေးလို့ name ကအဲဒီမှာကျွန်တော် online shop လို့ရှင်းလိုက်မယ်နော်ဒါတော့ဒီ audience နေရာကိုရေးချင်တာရေးလို့ရတယ်နော် and the phone เนี่ยเนี่ย orient create လို့ဒါတော့ကျွန်တော်แน่นလေးခက်တယ်เนาะအဲ့တော့ခက်တယ်ဆိုတော့ဟိုလို့200လားလေးခက်တာပေါ့เนาะအဲဒီက stand orient ကကျွန်တော်ရေးစရာမလိုเนาะပြီးတော့ရင်ကျွန်တော်ဒီမှာ location ယူမယ်เนาะ location ကကျွန်တော်ဒီဘက်မှာအဲကျွန်တော်ဒီ include ပေါ့เนาะဒီညာလေးမှာတစ်ချက်နေကြည့်မယ်အဲဒီမှာကျွန်တော် mandalay လို့ရေးလိုက်မယ်เนาะ and the n d a l e y mandalay နာမန္တလေးလို့ပေါ်လာဆိုဒါလေးကိုတစ်ချက်နေလိုက် ဒီအကြောင်းချက်အကြောင်းဒီစကရင်ဝဲဆွဲလိုက်တာနော်အဲဒါဆိုကျွန်တော်ဒီမှာမန္တလေးတစ်ခုရရနော်ပြန်ဖြတ်မယ်ဆိုကျွန်တော်ဒီရဲ့အမြောင်နဲ့ဖြတ်လို့ရရနော်အပြင်ကျွန်တော်နောက်တစ်ခုအနေနဲ့ရန်ကုန်ရေမဝိုင်းရန်ကြီးဟိုရန်ကုန်အဲရန်ကုန်လို့ပေါ့လိုက်ဒါလေးကိုတစ်ချက်နေလိုက်အဲပြီးရင်ကျွန်တော်ဒါကိုစကရင်နည်းနည်းလေးချုပ်လိုက်နော်စကရင်ချုပ်တာကျွန်တော်ဒီအောက်က location ကိုသာထိနေနော်အဲတော့ကျွန်တော်ဒီနားလောက်ကနေချုပ်လိုက်မယ် โอเคအဲ့တော့ဒီမှာကျွန်တော်ဒီ location ရွေးပြီးသွားတယ် location ရွေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ age အသက်ကဘယ်လောက်ထိလဲပေါ့နော်အဲကျွန်တော်ဒီမှာ age က35ထိလို့ရေးလိုက်မယ်နော်ဒီက35ရေးမယ်အဲဒီ gender က all la man la woman la ပေါ့နော်ဒါတော့ကိုကြိုက်တဲ့ရေးမယ်ဒီမှာတော့ကျွန်တော် gender ကို all လို့ထားလိုက်မယ် language ကလည်းကျွန်တော်ရွေးစရာမလိုနော်ပြီးတော့ကျွန်တော်ဒီမှာ demographic ရဲ့ interest ရဲ့ behavior ရဲ့ရှိရဲ့အဲ demographic ဆိုတာကတော့သူကဒီအလောက်အကိုင်းတွေပြောပါဘောနော်အလောက်အကိုင်းတို့ကျွန်တော်ဒီအကြောင်းအကြောင်းတက်တာတို့ပေါ့နော်ပြီးရင် interest ကတော့စိတ်ဝင်စားတာကိုပြောတာ behavior ဆိုတာကတော့အပြုမှုပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာ demographic အရှိအဲဒီတစ်ခုချင်းစီပေါ့နော်အဲဆိုဒီဘက်မှာနည်းနည်းလေးနှိပ်ကြည့်မယ်နော် အဲ့ဒီ browse ကိုတစ်ချက်နှိပ်ကြည့်မယ်။အဲ browse မှာသူကတခုချင်းစီထပ်ပြီးပေးထားတယ်။နော် demographic ပေးမှဆိုရင်ဒီရဲ့မြားလေးကိုတစ်ချက်နှိပ်ကြည့်လိုက်။အဲဒါ demographic နဲ့ပတ်သက်တာတွေပေါ့နော်။အဲ့ဒီမှာမှတခုချင်းစီရဲ့အောက်မှာမြားလေးတစ်ချက်ထပ်နှိပ်ကြည့်မယ်။အဲဒီမှာဆို school and university ဆို school and university ကိုတစ်ချက်နှိပ်။အဲအဲ့မှာ university မှာကျွန်တော်တခုရေးလိုက်မယ်နော်။ YNG ဟာရန်ကုန်။ရန်ကုန်မှာရှိတဲ့ university ရေးပြပေးတယ်နော်။အဲ့တော့ university ကရန်ကုန်ရေးလိုက်မယ်။ အဲ University of Yangon လို့ရေးလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ Demographic မှာ Education University ဒီမှာတခုတိုးသွားပြီပေါ့နော်တခုတိုးသွားပြီဆိုရင်ကျွန်တော်နောက်တစ်ခုအနေနဲ့ဒါကကျွန်တော် back နဲ့ပြန်သွားမယ်နော်ဒါလေးပြန်လိုက်မယ်အဲ University ရွေးပြီးသွားပြီပေါ့နော်ဒါ computer ထဲမှာလောရတာတော့ပို့ပြီးတော့အဆင်ပြေတယ်ဒီ phone ကြတော့ screen ကျင်းတော့နည်းနည်းလေးလောရတာခက်တယ်နော် education ပြီးတော့ financial အဲဒီမှာ work အလုပ်ကိုရေးမယ်နော်အလုပ်မှာမှာ ျွန်တော်ဒီမှာ interest တွေရှိမယ် empire ရှိမယ် empire empire မှာတစ်ချက်နှိပ်ကြည့်မယ်အဲ့ဒီမှာကျွန်တော်ဒီ AMPL employment နော် employment လို့ရေးလိုက်မယ်ဒီ employment မှာမှာကျွန်တော်ဒီ employment နဲ့ပတ်သက်တာတွေရှိရနော်အဲ့တော့ကျွန်တော်ဒီမှာတစ်ခုရွေးလိုက်မယ်နော် and spelling ပေါ့နော်ဒါလေးတစ်ခုရွေးလိုက်မယ်ဒါဆိုကျွန်တော်ဒီမှာ demographic မှာနှစ်ခုရသွားပြီနော်အဲ့တော့ကျွန်တော်ဒီ demographic ကိုတော့ကျွန်တော်ပိတ်လိုက်တော့မယ် အပြင်ကျော် browse ကိုတစ်ချက်ပြန်နှိပ်မယ် interest ကိုတစ်ချက်နှိပ်အော် sorry browse ကိုတစ်ချက်နှိပ်မယ်ဒီ interest ရဲ့ဘေးကများလीเนาะဒါလေးတစ်ချက်နှိပ်အဲ့မှာကျော်ဒီ interest နဲ့ပတ်သက်တာတွေ tabulate ဒီမှာတစ်ခုချင်းစီချွေလို့ရတယ်နော်အဲ့ဒီမှာမှာ shopping and fashion ပေါ့နော်ဒါလေးတစ်ချက်နှိပ်ကြည့်မယ်အဲ့ဒီမှာကျော်ဒီ closing ပေါ့နော် closing away ထားအဝယ်စားပေါ့နော်အဝယ်စားမှကျော်ထပ်ပြီးတော့ရွေးလို့ရသေးတယ်အဲ့တော့ဒီမှာ woman closing လို့ရွေးလိုက်မယ် โอเคဒါဆိုကျွန်တော်ဒီမှာ interest တစ်ခုရသွားပြီနောက်ထပ်တစ်ခုထပ်ရွေးမယ် fancy ရဲ့ accessory ပေါ့လေအဲ့ဒီမြားလေးကိုတစ်ချက်နှေးလိုက်မယ်နော်အဲ့ဒီမှာကျွန်တော် dress လို့ရွေးလိုက်မယ်โอเคဒါဆိုကျွန်တော်ဒီမှာ interest နှစ်ခုရသွားပြီနော်ဒါတွေကကျွန်တော်ဒီတစ်ခုထပ်ပို့ပြီးတော့ထည့်လို့ရတယ်နော် အဲဒီတော့ browse ကိုတစ်ချက်ပြန်နှိပ်မယ်နောက်တစ်ခုကကြောင့်ဒီ behavior ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်မယ်ဒီ behavior ကတော့အသုံးနေပါတယ်အဲ့နောက်ဒီမှာဆိုတော့ university တို့ဘာလို့ဆိုတော့ဒါအပြည့်သူတို့ရဲ့အပြည့်မှုတွေပေါ့နော်အဲ့ဒါကြီးချက်သိပြီးတော့မသုံးကြဘူးပြီးရင် phone ဆိုလည်းဘယ် phone နဲ့ဘယ် device နဲ့အသုံးပြုလဲပေါ့နော်ဒါတွေကိုကျွန်တော်ထပ်ပြီးတော့ရွေးတာပေါ့နော်အဲ့တော့ဒါကတော့တိတ်မသုံးဘူးသုံးခြင်းနဲ့ဆိုတော့ကျွန်တော်ဒီမှာတစ်ခုချင်းစီထပ်ရွေးပြီးတော့ထည့်လို့ရတယ်နော်ဒီမှာ short card ဆိုရင်လည်းဒါကသူ့ဝါသနာပါတဲ့အပိုင်းနေပေါ့နော်ဒါတွေကျွန်တော်ရွေးလို့ရတယ်နော် အဲပြီးတော့အဲ့တော့ကျွန်တော်ဒီဟာကို browse တစ်ချက်ပြန်နှိပ်လိုက်မယ်နော်တစ်ချက်နှိပ်လိုက်တော့ပြန်ပြောင်းသွားမယ်နောက်တစ်ချက်နှိပ်လိုက်ဒီအောက်မှာထပ်ပေါ်လာမယ်နော် okay ပြီးသွားပြီပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဘာချန်သေးလဲတစ်ချက်ကြည့်မယ်နော် location လည်းရွေးပြီးသွားပြီအသက်အရွယ်လည်းရွေးပြီးသွားပြီ gender လည်းရွေးပြီးသွားပြီအဲကျွန်တော်ဒီ demography တို့ interest တို့ behavior တို့ထားလည်းရွေးပြီးသွားပြီနော် အဲဒီတိုင်းကြောင့်ဒီနားလေးမှာတစ်ချက်ကြည့်မယ်နော်သူက estimate audience size ပေါ့နော်သူကဒီခမန်းပေါ့နော်ခမန်းဘယ်လောက်ရှိလဲဆိုတော့29.9သိန်းပေါ့နော်29သိန်းနဲ့34သိန်းချာမှာကျွန်တော်ဒီလူဦးရေရှိရပေါ့နော်ဒါကတော့သူ estimate ဆိုတော့သူကခမန်းထားတာပေါ့နော်အတိအကျတော့မဟုတ်နော်အဲ့ဒီမှာမှကျွန်တော်ဒီမှာ woman လို့ပြင်လိုက်ပြီနော် woman လို့ပြင်လိုက်ရင်ကျွန်တော်ဒီနားလေးမှာလည်းပြောင်းသွားလိမ့်မယ်ဒီမှာခုနကတော့29သိန်းအခု16သိန်းဖြစ်သွားပြီ ဟုတ်ပြီနော်ဒါအကြောင်းဒီ orient လေးကိုကြီးရွေးလိုက်တဲ့ orient နေပုံမူတည်ပြီးတော့ဒီ estimate orient site ကတော့ဒီနေတာများတာရှိသွားမယ်နော်တခုရှိရတယ်ကျွန်တော်ဒီဒီမှာကတော့ကျွန်တော်ဒီတခါလေးတွက်ပေးတယ်တခါလေးကြတော့ကျွန်တော်ဒီတခါလေးတခါလေးမတွက်နည်းနည်းကြာသွားမှတွက်တာကြီးလည်းရှိရနော်ဒါဒီမှာမတွက်လည်းဘာမှမဖြစ်ဘူးနော်ဒါအအောင်ပြလို့ရတယ်နော်โอเคပြီးတော့ရအောင်ကျေဒီရဲ့ create state orient မနော်ဒါလေးတစ်ချက်နှိပ်လိုက်ပါ အဲဒါဆိုရင် online shop ဆိုတဲ့ name နဲ့ audience တခု create လုပ်လို့ရသွားပြီပေါ့နော်ဒီ audience မျိုးကြောင့်ဒီကြောင့်ညာကျွန်တော် boost လုပ်တဲ့နေရာမှာထည့်ပြီးတော့ကျွန်တော်တခါတည်းတောင်းလို့ရတယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်